င်ဆောင်မွေးပွဲကိုဝင်ရောက်မဖြစ်ဆိုပဲပြက်ကွက်သူ12000နီးပါးရှိရလို့စစ်ကောင်စီပညာရေးဌာနရဲ့စင်းတွေအရသိရပါဗျ။မတ်လ18ရက်မှာစတင်ကျင်းပနေတဲ့2024-2025ပညာသင်နှစ်ရဲ့တက္ကသိုလ်ဝင်12တန်းဆောင်မွေးပွဲကိုတနင်္ဂနွေတိုင်းတာနဲ့ကျောင်းသားကျောင်းသူ23843ဦးဖြည့်ဆို့ဖို့စီရင်ပေးထားခဲ့ပြီးမြန်မာဘာသာရဲ့ဖြည့်ဆိုတဲ့နေ့မှာဝင်ရောက်ဖြည့်ဆိုတဲ့အရေးအတွက်ဟာ23889ဦးရှိတဲ့အတွက်ပြက်ကွက်သူ12000နီးပါးရှိနေပါတယ်။ အကြောင်းမျိုးမျိုးကြောင့်မဖြေဆိုလဲရသူတွေကိုမနစ်ကလို့ဧပြီလထဲမှာစာမွေးပွဲထပ်လုပ်ပေးမလားဆိုတာကိုတော့ညွှန်ကြားချက်မလာသေးဘူးလို့မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကအရာရှိတယောက်ကပြောပါရယ်လက်ရှိမှာတိုက်ပွဲတွေဖြစ်နေတဲ့ကရင်နီပြည်နယ်ရခိုင်ပြည်နယ်ချင်းပြည်နယ်နဲ့မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေတင်ပိုက်ထားတဲ့ရှမ်းမြောက်ဒေသတွေမှာစာစစ်ဌာနတွေဖွင့်လှစ်နိုင်ပေမဲ့စာစစ်ဌာန၅ခုထပ်ပုံမှုဖွင့်လှစ်နိုင်တာတော့မရှိပါဘူး 2025ခုနှစ်တက္ကသိုလ်ဝင်ဆောင်ပွဲဝဲကိုမတ်လ18ရက်ကနေ22ရက်အထိပိတ်ရမရှိဖြစ်ဆိုရမှာဖြစ်ပြီးစာစစ်ဌာနရဲ့ရှေ့မှာစစ်တပ်ရဲမိသက်ကြက်ချင်နီအုပ်ချုပ်ရေးမှုတွေနဲ့လုံခြုံရေးတင်းကျပ်စွာကျင်းပခဲ့တာဖြစ်ပါတယ်ရှင်။တရုတ်ဆိုရပိုင်ကုမ္ပဏီတွေနဲ့အကျိုးစီးပွားဆက်နွယ်နေရဆိုတဲ့ဆွဆွဲချက်တွေကိုကုလသမဂ္ဂအတွင်းမှုချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဂျူလီဘေးရှော့ကညင်းဆိုလိုက်ပါတယ်။ ဂျူလီဘစ်ရှော့ဟာမြန်မာနိုင်ငံမှာစေအုပ်စုနဲ့ပေါင်းပြီးစီးပွားရေးလုပ်နေတဲ့တရုတ်ဆိုရပိုင်ရှင်းဟာ Resources Company နဲ့ China Communication Construction Company တို့နဲ့အကျိုးစီးပွားဆက်နွယ်နေတဲ့အတွက်ကုလသမဂ္ဂအနေနဲ့စုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်ပေးဖို့ Justice for Myanmar အဖွဲ့အပါအဝင်အရက်ဖက်အဖွဲ့အစည်း290စုပေါင်းလက်မှတ်ထိုးတောင်းဆိုထားခဲ့ကြတာပါကုလသမဂ္ဂဆိုင်ရာဂရီကိုယ်တွေနဲ့ကွဲလွဲနေတဲ့ကိစ္စတွေမှာဘယ်တော့မှပါဝင်ပတ်သက်မှာမဟုတ်ဘူးလို့ အခုကိစ္စနဲ့ပတ်သက်ပြီး Bishop က AP သတင်းဌာနရဲ့မေးမြန်းမှုအပေါ်အီးမေးလ်ကနေတဆင့်တုတ်ပြန်ထားခဲ့တယ်လို့သူ့အနေနဲ့ကုလသမဂ္ဂနဲ့အပြည့်အဝလိုက်လျောညီထွေဖြစ်ကြောင်းလည်းထည့်သွင်းပြောကြားခဲ့တာပါ။ Australia နိုင်ငံသားဝင်ကြီးဟောင်းတူဖြစ်တဲ့ Julie Bishop ကိုမြန်မာနိုင်ငံဆိုင်ရာကုလအထူးတန်တမန်အဖြစ်2024ခုနှစ်ဧပြီလ5ရက်မှာခန့်အပ်ခဲ့တာဖြစ်ပါတယ်။ဒါပြင်သူရဲ့တောင်းဝင်ဟာမြန်မာနိုင်ငံတွင်းကအကြက်အတဲတွေကိုဖြည့်ရှင်းဆောင်ရွက်ရမှာဖြစ်ပြီး သူ့အနေနဲ့ဒီမိုကရေစီဘက်သားတွေအရက်ဖက်အဖွဲ့အစည်းတွေထိခိုက်နစ်နာနေတဲ့ရဲရွာလူလူတွေနဲ့ထိတွေ့ဆက်ဆံရမှာယုံကြည်မှုနဲ့တမာတမတ်ရှိမှုတို့ကလွန်စွာအရေးပါတယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ရှင်အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်မှာခိုလုံတဲ့ဒုက္ခသည်ဥယျ4000ကျော်အထိရှိလာနေပြီမြန်မာနိုင်ငံဘက်ကဗရီပခရိနဲ့တိုက်ပွဲတွေကြောင့်ထွက်ပြေးလာတဲ့ဒုက္ခသည်တွေကအများဆုံးဖြစ်တယ်လို့ The Statesman သတင်းမှာဖော်ပြပါရတယ် မတ်လ18ရက်မနေ့ကပြုလုပ်တဲ့အစိုးရအဖွဲ့အစည်းအဝေးမှာပြည်ရေးဝန်ကြီးကေဆက်တန်ကာကပြောကြားလိုက်တာဖြစ်ပြီးမီဇိုရန်ပြည်နယ်ထဲမှာမြန်မာနိုင်ငံဘက်ကဒုက္ခသည်3,305ရောက်မနီဘူးက2,633ရောက်နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံက2,218ရောက်တို့ခိုလုံနေကြတယ်လို့ဆိုပါတယ်။ဒါပြင်မီဇိုရန်ပြည်နယ်အစိုးရအနေနဲ့လူမှုဖူလုံရေးနဲ့ကျန်းမာရေးထောက်ပံ့မှုတွေလှုံ့ဆော်ပေးဖို့အစီအမံတွေကိုတက်တက်ကြွကြွလှုံ့ဆော်နေတယ်လို့လည်းဆိုပါတယ်။ ြန်မာဘင်္ဂလားဒေ့ရှ်နိုင်ငံတွေနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့မီဆိုရန်ပြည်နယ်ကတော့2022ခုနှစ်ကတည်းကစတင်ခဲ့တဲ့မြန်မာစစ်တပ်အာဏာသိမ်းမှုနဲ့မနီပူရာမှာဆက်လက်ဖြစ်ပွားနေတဲ့လူမျိုးရေးအကြမ်းဖက်မှုတွေကြောင့်တိတိတသာတက်ရောက်မှုတွေရှိနေတာပါလက်လုံးမှာတော့ဘရိပခရီဖိနှိပ်မှုတွေကနေထွက်ပြေးလာတဲ့ဒုက္ခသည်တွေအတွက်မီဆိုရန်ပြည်နယ်ဟာလုံခြုံရနေရဖြစ်လာပေမဲ့ခုလိုဝင်ရောက်လာမှုကဒေသရင်းရင်းမြစ်တွေအခြေခံအဆောက်အုံတွေအပေါ်ကြီးမားတဲ့ဖိအားတွေဖြစ်လာနေတယ်လို့သတင်းမှာဖော်ပြထားပါတယ်ရှင် မတ်လ20ရက်မှာကြာရောက်မဲ့32နှစ်ပြည့်ချင်းတော်လိုင်းရဲ့နေ့အထိမ်းအမှတ်အဖြစ်အကျဉ်းသား82ယောက်ကိုလူငင်းချမ်းသာခွင့်ပေးမယ်လို့ချင်းမျိုးသားတပ်ဦး CNF ကထုတ်ပြန်လိုက်ပါတယ်။ချင်းမျိုးသားတပ်ဦးဟာ2025ခုနှစ်အတွင်းနိုင်ငံရေးစစ်ရေးတပ်မတ်ရေးလှုပ်ရှားမှုတွေကိုအရှိန်အဟုန်မြင့်တိုးမြင့်လှုပ်ဆောင်သွားမယ်လို့လည်းထုတ်ပြန်ချက်မှာပါရှိပါတယ်။ ချင်းမျိုးသားတပ်မတော်နဲ့ဒေသနာကာကွယ်တပ်ဖွဲ့ဟာ2025ခုနှစ်နှစ်လတာအတွင်းစစ်ကောင်စီတပ်ရဲ့စခန်းတချို့ကိုသိမ်းပိုက်နိုင်ခဲ့ပြီးစစ်ထုတ်ပန်းအယောက်20ကိုဖမ်းဆီးနိုင်ခဲ့တဲ့အပြင်လက်နက်80ကိုလည်းသိမ်းယူနိုင်ခဲ့တယ်လို့သိရပါဗျ။ချင်းမင်းနယ်အတွင်းစစ်ကောင်စီကင်းစင်ရင်နဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေဩဇာတက်ရောက်မှုအဆုံးသတ်ရေးစစ်မှန်တဲ့ဖရယ်ပြောင်စုတိဆောက်ရေးအတွက်ညီနောင်တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေပြည်သူ့ကာကွယ်တပ်တွေနဲ့လက်တွဲပြီးအဆုံးတိုင်တိုက်ပွဲဝင်သွားမယ်လို့လည်းဆိုပါတယ်။ ဆေးဥဆွေးရဲ့ဖျက်ဆီးမှုကြောင့်ဆုံးရှုံးခဲ့ရတဲ့ပြည်သူတွေရဲ့လူနေမှုဘဝတွေပြန်လည်ထူထောင်ရေးအတွက်နိုင်ငံတကာအစိုးရတွေအဖွဲ့အစည်းတွေစေနာရှင်တွေအနေနဲ့ကူညီပေးဖို့ကိုလည်းတောင်းဆိုထားပါတယ်ရှင်။မကွေးတိုင်းမြိုင်မြို့နယ်ထဲမှာပြူစောတိအဖွဲ့ဝင်တွေကမီးရှို့လို့တော်မီလောင်ကျွမ်းနေတယ်လို့ဒေသခံတွေကပြောပါတယ်။ပကဖတပ်ဖွဲ့တွေဝိုင်းထားတဲ့ကဏီရွာတွေကပြူစောတိတွေကမက်လာ၁၉နှစ်နေမနက်ပိုင်းမှာရွာပြင်ကိုထွက်လာပြီးကဏီရွာကိုမီးရှို့ခဲ့တာဖြစ်ပြီးတော့ရာသီဥတုပူတဲ့အပြင်မီးလောင်အားများပြားတာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေမငြိမ်းသက်နိုင်တော့တဲ့အတွက်မတ်လ18ရက်နေ့ညနေပိုင်းအထိကဏီကျေးရွာရဲ့အရှိတ်တမိုင်ကျော်လောက်အထိဆက်လက်လောင်ကျွမ်းနေရလို့လဲဒေသပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တယောက်ကပြောပါတယ်။အခုမီးလောင်နေတဲ့ကဏီကျေးရွာဟာပြူစောတိအင်အားကောင်းသလိုဒေသပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကလည်းကဏီကျေးရွာစီစားနပ်ရိက္ခာတွေတည်ဆောင်ရာလမ်းအလုံးကိုပိတ်ဆို့ထားတာနှိမ့်ချကြမြင့်နေပြီလို့လဲတော်လှန်ရေးတပ်ဖွဲ့ဝင်တွေစီကလည်းသိရပါတယ်ရှင်။ အမေရိကန်ပြောင်စုဘော့စတွန်မြို့ကမြန်မာမိသားစုတွေနဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ရဲ့တားငယ် Kim Harris ကိုကိုထိန်လင်းတို့ဒေသဆန်တော်ချိန် match လ16ရက်နေ့မှာတွေ့ဆုံခဲ့ပါတယ်။ကိုထိန်လင်းဟာဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ကမ်ပိန်းအတွက်အမေရိကန်ပြောင်စုကိုရောက်ရှိနေတာဖြစ်ပြီးတော့နယူးယောက်မြို့ကနေဘော့စတွန်မြို့ကိုခီးဆက်ခဲ့တာဖြစ်ပါတယ်။တွေ့ဆုံပွဲမှာဒေါအောင်ဆန်းစုကြည်ပြန်လည်လွတ်မြောက်ရေး မြန်မာနိုင်ငံကစစ်ဘေးသင့်ပြည်သူတွေအတွက်လူသားစာနာအကူအညီတွေပုံမရရှိနိုင်ရေးမြန်မာပြည်နိုင်ငံရဲ့အကျက်အတဲတွေအတွက်နိုင်ငံတကာကအရေးတကြီးဆောင်ရွက်ဖို့လိုအပ်နေရတွေကိုတိုက်တွန်းတောင်းဆိုဖို့သူ့အနေနဲ့အမေရိကန်ကိုလာရောက်ခဲ့တာလို့ကိုထိန်လင်းကရှင်းလင်းပြောဆိုခဲ့ပါတယ်။ကိုထိန်လင်းဟာအမေရိကန်ပြောင်စုမျိုးရှစ်မျိုးကမြန်မာပြည်သူတွေနဲ့တွေ့ဆုံသွားမှာဖြစ်ပြီးဘော့စတုန်မြို့ဟာခရီးစဉ်ရဲ့ဒုတိယမြောက်မြို့ဖြစ်ပါတယ်။ဘော့စတုန်တွဲဆောင်ပွဲကိုပြည်သူ့ကုန်ရည်အသင်း New England ကဦးစီးပြုလုပ်ခဲ့တာဖြစ်ပြီး ကိုထိန်လင်းကနောက်ထပ်ဆောင်ရွက်မဲ့မြန်မာပြည်သူတွေကိုအကူအညီပေးရေး project တွေကိုလည်းရှင်းလင်းပြောဆိုခဲ့ပါတယ်။ဒေါန်ဆန်းစုကြည်ရဲ့မွေးနေ့ဆုတောင်းပြက်ကလေးဟာဒေါ်လာ2500နဲ့လေးလံအောင်ခဲ့ပြီးကိုထိန်လင်းလက်မှတ်ရေးထိုးထားတဲ့ဒေါန်ဆန်းစုကြည်ပုံတူပကြီးက၈ချက်ကိုတစ်ချက်ကိုဒေါ်လာ1000နဲ့ရောင်းချနိုင်ခဲ့ပါတယ်။တွဲဆောင်ဘွဲကရလာတဲ့ရေမုံငွေအားလုံးကိုမြေပြင်လိုအပ်တဲ့နေရာတွေစီကိုတိုက်ရိုက်ပေးဖို့လှူဒါန်းသွားမှာဖြစ်ပြီး ဒီပွဲကိုတက်ရောက်လာသူတွေကအသက်80အရွယ်ဖန်းစီထိန်းသိမ်းခံတော်ဆန်းစုကြည်အမြန်ဆုံးပြန်လည်လွတ်မြောက်ရေးနဲ့ကျန်းမာစေရေးအတွက်မွေးနေ့အကြိုဆုတောင်းပေးခဲ့ကြပါတယ်ရှင်။ကချင်ပြည်နယ်ဗမော်မြို့နယ်ခူးလီနယ်စင်ခန့်ရွာတွေဘက်ကိုမတ်လ18ရက်နေ့ညနေပိုင်းမှာစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ထိခိုက်ဒေဆုံးတာတွေရှိခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ စင်ခန့်ကြီးရွာဘက်ကိုမတ်လ18ရက်ည9နာရီကစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်မြို့သမီးတယောက်သေဆုံးပြီးတော့ဒေသခံပြည်သူ9ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။မတ်လ18ရက်ညနေ9နာရီကခူးလီကြီးရွာဘက်ကိုမန္တလေးဘက်ကနေတက်လာတဲ့လေရင်နဲ့လေကြောင်းတိုက်ခိုက်မှုတွေအတွင်းမှာတော့ထိခိုက်တဲ့သူတွေရှိပေမဲ့အတိအကျကိုမသိရှိရသေးဘူးလို့ဒေသခံတွေကပြောပါတယ်။ ဗမော်မြို့မှာတိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပြီးစစ်ကောင်စီတပ်ဘက်ကလေကြောင်းနဲ့ drone တွေအဓိကအသုံးပြုတိုက်ခိုက်နေတယ်လို့ KIA ရှေ့တန်းနဲ့နှီးဆက်သူတွေကပြောပါတယ်ရှင်။ရခိုင်ပြည်နယ်မြို့တော်စစ်တွေမြို့မှာစစ်ကောင်စီနဲ့အာရခတပ်တော် A တို့အကြားအပြန်အလှန်လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ကြပြီးတိုက်ပွဲတွေပြင်းထန်နေတယ်လို့စစ်တွေမြို့ခန့်တွေကပြောပါတယ်။ မတ်လ14ရက်နေ့ကစတင်ပြီးမတ်လ18ရက်နေ့ညနေပိုင်းအထိနှစ်ဖက်လက်နက်ကြီးတွေနဲ့အပြန်အလှန်ပစ်ခတ်နေကြပြီးတော့စစ်ကောင်စီရဲ့အမှတ်7ရဲတပ်ရင်းမှာလည်းလက်နက်ကြီးကြားရောက်မှုတွေရှိတယ်လို့စစ်တွေမျိုးခန့်အမျိုးသားတဦးက DVB ကိုပြောပါတယ်စစ်တွေမြို့နယ်ကိုဇန်နဝါရီလကစတင်ပြီးအရခတ်တတော်ကထိုးစစ်ဆင်ခဲ့တာဖြစ်ပြီးတော့စစ်ကောင်စီကလည်းပုံနာကျုံမြို့နယ်ပေါတော်မြို့နယ်နဲ့ရသေးတောင်မြို့နယ်တို့ကိုလေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုတွေဇက်တိုက်ပြုလုပ်ခဲ့တာပါ စစ်ကောင်စီနဲ့အာရခတပ်တော်တို့အကြားနှစ်ဖက်ဆစ်ဆိုင်ထားတဲ့နေရာတွေမှာထိတွေ့တိုက်ပွဲကနေတိုင်းနေပါရှိနေပြီးနှစ်ဖက်လက်နက်ကြီးပစ်ကူ drone ပစ်ကူတွေကစစ်ကောင်စီဘက်ကပို့ပြီးတော့ပြုလုပ်နေတယ်လို့စစ်ရေးသတင်းမြစ်တယောက်ကလည်းပြောပါရယ်စစ်တွေမြို့နယ်အတွင်းမှာနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက်စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုတွေကြောင့်စစ်တွေပုံနာကျွန်းပေါက်တော့နဲ့ရသေးတောင်မြို့နယ်တွေကတောင်းနဲ့ချီတဲ့ဒေသခံတွေဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရပါရဲ့ရှင် AR တိုင်းလေးမျက်နှာမြို့နယ်မှာစစ်ကောင်စီတပ်ကရခိုင်တိုင်းဒေသစစ်ဘေးရှောင်နှစ်ယောက်ကိုဖမ်းဆီးထားပြီးတော့ဖမ်းဆီးခံရသူတွေနဲ့လက်တတော်အဆက်အသွယ်ပြတ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။မတ်လ15ရက်ည8နာရီလောက်ကလေးမျက်နှာမြို့နယ်ကွင်းကြီးကျေးရွာအုပ်စုကိုစစ်ကောင်စီတပ်ကဝင်ရောက်စီးနင်းခဲ့ပြီးအောင်စံကွင်းနဲ့ဇီးပင်ကွင်းကျေးရွာကရခိုင်တိုင်းဒေသစစ်ဘေးရှောင်ဦးအောင်ဝင်းနဲ့နောက်ထပ်လူငယ်တယောက်ကိုဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။တိုက်ပွဲတွေကြောင့်စစ်ဘေးရှောင်လာတဲ့ရခိုင်တိုင်းဒေသ2ယောက်ကို အေးအေးနဲ့ပတ်သက်တယ်လို့ဆွဆွဲပြီးဖမ်းဆီးသွားတာဖြစ်တယ်လို့ဖမ်းဆီးခံရသူတွေနဲ့နှိစက်သူတယောက်ကပြောပါတယ်။အဖမ်းခံရသူတွေနဲ့မတ်လ18ရက်အထိအဆက်အသွယ်မရဖြစ်နေပြီးသူတို့ကိုဘယ်မှာဖမ်းဆီးထားတယ်ဆိုတာကိုမသိရှိရသေးဘူးလို့ဆိုပါတယ်ရှင်။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာမတ်လ16ရက်နေ့18ရက်အတွင်းစစ်ကောင်စီတပ်နဲ့အရခတပ်တော် AA တို့တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်သားတချို့ကိုဖမ်းဆီးရမိခဲ့တယ်လို့ AA နဲ့နှိစက်သူတွေစီကနေသိရပါဗျ။ ကျောက်ဖြူမြို့နယ်အခြေစိုက်ရဲတပ်ရင်32အနီးရှောက်ချောင်းနဲ့စီမော်ရွာကြားကတောင်တန်းတွေမှာမတ်လ16ရက်နေ့ညနေပိုင်းကနေ18ရက်အထိစစ်ကောင်စီတပ်နဲ့အရခတ .AA တို့တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ဘက်ကထိခိုက်သေးဆုံးသူရှိနိုင်ပြီးစစ်ကောင်စီတပ်သားတချို့ကိုလည်း AA ဘက်ကဖမ်းဆီးရမိခဲ့တယ်လို့ AA နဲ့နှိစက်သူကပြောပါတယ် စစ်ကောင်စီတပ်ဘက်ကအတွဲလိုက်ဒုံးတွေ drone တွေနဲ့တိုက်ခိုက်နေသလိုအီအီဘက်ကလည်းလက်နက်ကြီးလက်နက်ငယ်တွေ drone တွေနဲ့အပြန်အလှန်ပစ်ခတ်တံတွေစရိုက်ကြနေရတယ်လို့ဒေသခံတွေကပြောပါတယ်ကျောက်ပြမြို့နယ်မှာစစ်ကောင်စီတပ်နဲ့အေအေရိုတိုက်ပွဲတွေပြင်းထန်နေတဲ့အတွက်အရသာပြည်သူ2000ကျော်ဘေးလွာနေရာတွေကိုထွက်ပြေးတိမ်းရှောင်နေရပြီးတော့အရေးပေါ်အကူအညီတွေလည်းလိုအပ်နေတယ်လို့သိရပါတယ်ရှင်။ကချင်ပြည်နယ်ပမော်မြို့ကစိန့်ပက်ထရစ်ကက်သလစ်ဘုရားကျောင်းကို မတ်လ16ရက်ညနေ4နာရီဝန်းကျင်မှာစကောက်စီတက်ကမီးရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေကနေသိရပါဗျ။စူပောင်းရုံးဘက်မှာရှိနေတဲ့စကောက်စီတက်သားတွေကလာရောက်မီးရှို့ဖျက်ဆီးသွားတဲ့အတွက်ဗမော်အထက်ကနေဘေးကက်လျက်ကရှီအောင်မှတ်တန်းဝင်အာစီဖျားကျောင်းတော်ကြီးဟာအကောင်လုံးပြကြသွားခဲ့တယ်လို့ KIA ရှည်ရန်ရှည်ရန်နဲ့နီးစပ်သူကပြောပါဗျ။မီးရှို့ခံရတဲ့ဖျားကျောင်းကြီးကို 1958ခုနှစ်ဝန်းကျင်ကတည်ဆောက်ခဲ့တာဖြစ်ပြီးနှစ်ပေါင်း80နီးပါးသက်တမ်းရှိတဲ့ဗမော်မျိုးရဲ့အထင်ကရဖျားကျောင်းတစ်ကျောင်းဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ဗမော်မျိုးကစာတင်ကျောင်းဖျားကျောင်းဝင်းကဆရာတော်နေအိမ်ဓမ္မယုံတွေကိုလည်းပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းကစစ်ကောင်စီတပ်ကအကုန်မီးရှို့ဖျက်ဆီးခဲ့ပြီးတော့ဘာသာရေးအဆောက်အအုံအများပြားပျက်စီးသွားပြီလို့ဒေသခံတွေကပြောပါတယ်ရှင်။ ဗန်ပရက်ရှိပြီးမှမြမမတ်ပဲနဲ့ပဲစင်ကုံစည်းတွေအကြစည်းနဲ့ပြန်ဖွင့်လာတယ်လို့ပြည်ရင်းဈေးကွက်အတွင်းကနေစုံစမ်းသိရှိရပါတယ်။မတ်ပဲကိုအခွန်လွတ်တင်သွင်းခွင့်တက်တန်းတစ်နှစ်ထပ်တိုးတဲ့အိန္ဒိယအစိုးရရဲ့ပဲတွင်သွင်းမှုမူဝါဒအစ်စ်ထွက်လာတာကြောင့်ပြီးခဲ့တဲ့ရုံးပရက်ရှိမတိုင်ခင်ကပြည်ရင်းဈေးကွက်မှာမတ်ပဲနဲ့ပဲစင်ကုံဟာဝယ်လွားနဲ့အတူဈေးနှုန်းမြင့်တက်ခဲ့တာပါ။ဒါပေမဲ့ရုံးပေးရရှိအပီးဒီနေ့ဈေးပြန့်အဖွင့်မှာတော့မပဲရောပဲစင်းကုံမှာဈေးပြန့်ကျလာတာဖြစ်ပါတယ်။ ရန်ကုန်ပင်းနောင်ကုန်စီတိုင်းဈေးကွက်မှာမနေ့ကတော့မပဲတဒံကို330,000ကျပ်ပဲစင်ကုန်တဒံကို296,000ကျပ်ဈေးဖွင့်ထားပြီးတော့ပဲရ9ရက်အပီးဈေးကပြီးခဲ့တဲ့ဈေးနှုန်းနဲ့နှိုင်းယှဉ်ရင်မပဲကတဒံကို7,000ကျပ်ခွဲဈေးကျသွားပြီးတော့ပဲစင်ကုန်ကတဒံကို4,100ကျပ်ဈေးကျသွားပါတယ်ပဲစင်ကုန်ဈေးက330အောက်ပြန်ရောက်ပြီးတော့မပဲဈေးကတော့330အထက်မှာပဲရှိနေသေးပါတယ်။အယောင်းဝယ်ကလည်းပုံမှန်ပါပဲလို့ပဲကုန်တဲ့တူကပြောပါတယ်။ နိုင်ငံခြားငွေဈေးစရိုက်ပြန်ဆင်းနေပေမဲ့မြန်မာမပဲနဲ့ပဲဆင်းကုန် FOB ဈေးကငြိမ်နေပြီးအယောင်းဝယ်ပုံမှန်ဖြစ်နေတယ်လို့ဈေးကွက်အတွင်းကနေသိရပါဗျ။မြန်မာနိုင်ငံကစိုက်ပျိုးထုတ်လုပ်တဲ့မပဲနဲ့ပဲစင်ကုန်တွေကိုအိန္ဒိယနိုင်ငံစီအဓိကတင်ဖို့ရောင်းချနေတာဖြစ်ပါတယ်။အိန္ဒိယဟာမကြသေးခင်ကမပဲနဲ့ပဲစင်ကုန်အခွင့်အလွှတ်တင်သွင်းခွင့်ကိုတက်တန်းတစ်နှစ်တိုးပေးထားပြီးလာမယ့်နှစ်မှာလည်းအစိုးရချင်းချိတ်ဆက်အစီအစဉ်နဲ့မပဲပဲစင်ကုန်ကိုနှစ်ဆတိုးဝေဖို့ရှိနေလို့သိရပါတယ်ရှင်။ မန္တလေးတိုင်းစင်ကူးမြို့နယ်ကလက်ပံလာကြီးရွာနာမှာစစ်ကောင်စီတပ်ကမတ်လ18ရက်နေ့ညအုပ်ပိုင်းကလေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့လို့ဒေသခံပြည်သူ3ယောက်သေဆုံးပြီးတော့6ယောက်ထပ်မံတရားရရှိခဲ့တယ်လို့ကုညီဆောင်ရွက်ပေးနေသူတွေစီကနေသိရပါဗျ။တင်းစားစံဆက်ရဲ့အရှိမြောက်ဖက်ပင်လယ်ကြီးရွာနာကချောင်းရိုးတွေကို jet fighter နဲ့ဘုံတလုံးကျဲသွားတာဖြစ်ပြီးစစ်ပေးဆောင်အမျိုးသားတယောက်နဲ့မျိုးသမီး2ယောက် စုစုပေါင်း၃ရောက်တည်ဆုံပြီးတော့၆ရောက်တရားရရှိခဲ့တယ်လို့စစ်ပေးဆောင်တွေကိုကူညီဆောင်ရွက်ပေးနေတဲ့ရောင်နီຫນွေဦးအဖွဲ့ရဲ့တာဝန်ခံက DVB ကိုပြောပါရယ်။ထိခိုက်တရားရသူတွေထဲမှာစိုးရင်ရသူတွေပါနေတဲ့အတွက် ရေးပေါ်စေကူတမှုတွေဆောင်ရွက်ပေးနေတယ်လို့လည်းပြောပါရယ်။စင်ကူမြို့နယ်ကမိုးကုတ်မန္တလေးကားလမ်းမင်းမှာရှိတဲ့လက်ပံလာကြီးရွာမှာပြီးခဲ့တဲ့မတ်လ၁၄ရက်နေ့ညနေပိုင်းကလည်းစစ်ကောင်စီတပ်ရဲ့တရဝူလေတက်စခန်းကနေတက်လာတဲ့ ရက်130 Jet Fighter နဲ့ပုံကျဲတိုက်ခိုက်ခဲ့ရာကြောင်းလေးလာသားကလင်းငယ်တယောက်အပါအဝင်ကလင်းငယ်6ယောက်နဲ့ပြည်သူ20ကျော်သေဆုံးခဲ့ရပြီးတော့40နီးပါးဒဏ်ရာရရှိခဲ့ပါသေးတယ်။လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနဘက်ကတော့အခုလိုလေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးကျူးလွန်မှုတွေကိုအပြစ်ပေးအရေးယူနိုင်ဖို့အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ Matchla 16ရက်နေ့မှာထုတ်ပြန်ကြေညာထားပါတယ်ရှင်။ ခွင့်ပြန်လုံသမားတွေအနေနဲ့ပြည်ပလုံကန်လုံသမားတသက်ခံကတ်လုံဖို့အတွက်နေပြီးတော့အထီးရှောက်ရမှာဖြစ်တယ်လို့စစ်ကောင်စီဩဇာခံလုံသမားဝန်ကြီးဌာနရဲ့လုံသမားညွှန်ကြားရေးဦးစီးဌာနကအတည်ပြုထားပါတယ်။အရင်ကခွင့်ပြန်လုံသမားတွေအနေနဲ့ OWIC ကတ်ကိုမရန်ကုန်မြို့နယ်ရှိရန်ကုန်တိုင်းလုံသမားညွှန်ကြားရေးဦးစီးဌာနရုံးမှာရှောက်ထားပြုလုပ်ရတာဖြစ်ပြီးအခုပြန်ဖွင့်ပေးလိုက်ပြီးတဲ့နောက်မှာနေပြည်တော်ကိုပေးဖို့ရှောက်ထားရမှာဖြစ်တယ်လို့ဆိုပါတယ်။ နေပြည်တော်ကိုစာတိုက်အမြန်ချောနဲ့စာရွက်စာရန်စုံလင်စွာတင်ပြရမှာဖြစ်ပြီးခွင့်ပြုချက်ရရင်မြောက်တကုံရုံးမှာထုတ်ရမှာဖြစ်ကြောင်းလက်တလောတော်ဆက်တွေပြောင်းရွှေ့တက်စင်နေစေ ဖြစ်လို့ခိတတီးခန့်စောင့်ဆိုင်ပေးကြဖို့အဲ့ဒီဌာနကအသုံးပြုနေတဲ့ Telegram အကောင့်ကနေအသိပေးထားတာပါစစ်ကောင်စီရဲ့လုံထမဝင်ကြီးဌာနကဖေဖော်ဝါရီလ14ရက်ကစပြီးခွင့်ပြန်လုံထမတွေအပါအဝင်ပြပထွက်လုံလုံမဲ့သူတွေအတွက် OWIC ကတ်ထုတ်ပေးတာကိုရည်နာခဲ့တာဖြစ်ပါတယ်။ ီကာလအတွင်းပြည်ပမှာလုံလုံဖို့ထွက်ခွာမဲ့သူတွေရဲ့စီးရင်စီစစ်တာ OWIC ကတ်ထုတ်ပေးတဲ့ဆက်တွေမှာတက်ဆင်ထားတဲ့ software တွေပြုပြင်တာ OWIC ကတ်ထုတ်ပေးစင်တာတွေတနေရာတွေပေါင်းစည်းလိုက်တာအလုပ်ရှင်အလုပ်သမားစာချုပ်ချုပ်တဲ့နေရာတွေတစုတစည်းတည်းဖြစ်အောင်ပြင်ဆင်တာစားတဲ့လုပ်ငန်းတွေကိုဆောင်ရွက်နေတာကြောင့် OWIC ကတ်ထုတ်ပေးလုပ်ငန်းစဉ်တွေကိုခိတရက်ဆိုင်ခဲ့တာဖြစ်တယ်လို့အဲ့ဒီဌာနကထုတ်ပြန်ထားပါတယ်။ကတ်ထုတ်ပေးတဲ့လုပ်ငန်းစဉ်ရနာထားချိန်မှာ အလုတ်စာချုပ်ချုပ်ပြီးထွက်ခွာမဲ့အလုတ်သမား9000နီးပါးကထွက်ခွာမရပဲစောင့်ဆိုင်နေကြရပါတယ်။အဲဒီနောက် OWIC ကက်အစ်စ်ပြုတ်လို့လူတွေကို match လ20ရက်ကစပြီးပြန်လည်ထုတ်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ PJ နိုင်ငံကုလမတ်နဲ့ OWIC ကက်လက်ဝယ်ထားရှိထားတဲ့ခွင့်ပြန်အလုတ်သမားတွေခွင့်ရစေလို့ပြန်မယ်ဆိုရင် မတ်လ18ရက်ကစလို့လိုအပ်တဲ့စာရွက်စာတမ်းတွေနဲ့အတူလျှောက်ထားပြီးတော့ပြည်ပကိုတွားရောက်အလုံးလုံးကင်ဖို့အတွက်ခွင့်ပြုချက်ရယူရမယ်လို့လည်းကနအူးထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။စကူလီယင်းဆိုတဲ့ရုပ်ရှင်ပြပွဲကိုထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မှာမတ်လ16ရက်ညနေ4နာရီကပြုလုပ်ခဲ့ပါတယ်။စစ်ဘေးဒဏ်သင့်ပြည်သူတွေအတွက်ရမငွေရရှိရေးစစ်ဘေးဒဏ်သင့်ပြည်သူတွေကိုလှူဒါန်းနိုင်ဖို့ရည်ရွယ်တဲ့ဒီရုပ်ရှင်ပြပွဲကိုဝင်းကြီးထိုင်းဘက်ငွေ200ကျပ်နဲ့ ညနေ၄နာရီမှတစ်ကြိမ်ညနေ၆နာရီမှတစ်ကြိမ်စုစုပေါင်း၂ကြိမ်ပြသခဲ့တာပါရွှေရှင်ပြပွဲတွေကိုထိုင်းနိုင်ငံအပြင်စင်ကာပူနိုင်ငံမှာလည်းပြုလုပ်နေပြီးဒီပြပွဲတွေကနေရရှိလာမဲ့ငွေကြေးတွေကိုဒေသအသီးသီးကစစ်ဘေးစစ်တမ်းတင့်နေကြရတဲ့ပြည်သူတွေအတွက်လှူဒန်းပေးသွားမှာဖြစ်တယ်လို့မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ Moses Mark ကပြောပါတယ်ဒါပြင်ရုပ်ရှင်လက်မှတ်တွေကိုပြပွဲပြသရနေရာမှာဝယ်ယူနိုင်သလိုအွန်လိုင်းကနေတစ်ဆင့် page messenger ကနေလည်းဝယ်ယူနိုင်တယ်လို့ဆိုပါတယ် ဆက်ကူလီရင်ဖြစ်ရမှန်ရုပ်ရှင်ဇာတ်ကားကိုရုပ်ရှင်သရုပ်ဆောင်အောင်မြင့်မြတ်နဲ့အတူတော်လိုင်းအင်အားစုတွေပါဝင်သရုပ်ဆောင်ထားတာဖြစ်တယ်လို့သိရပါပါတယ်ရှင်။မကွေးတိုင်းမြိုင်မြို့နယ်ကဏီကြီးရွာအနီးကိုပြူစောတိအဖွဲ့ဝင်တွေကမတ်လ18ရက်မနက်ပိုင်းကစပြီးတော့မီးရှို့ခဲ့တဲ့အတွက်တော်မီအကြီးအကျယ်လောင်ကျွမ်းနေတယ်လို့ဒေသခံတွေကပြောပါရယ်။မီးလောင်အားများတဲ့အတွက်တော်လိုင်းတပ်ဖွဲ့ဝင်တွေမငြိမ်းသက်နိုင်တော့တာကြောင့်မတ်လ18ရက်ညနေပိုင်းကကဏီကြီးရွာရဲ့အရှေ့ဘက်တမိုင်ကျော်လောက်အထိမီးဆက်လက်လောင်ကျွမ်းနေတယ်လို့ဆိုပါရယ်။ ကနေဖြူရတဲ့ဖြူတွေဟာရွာပြင်ထွက်ပြီးတော့ရွာဘက်ပလဲမှာတော်မီရှို့ချတဲ့အတွက်အခုလိုလောင်ကျွမ်းကုန်တာလို့ဒေသခံပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်ကပြောပါတယ်။ရာသီဥတုပူပြင်းတဲ့အတွက်မီးလောင်အားကောင်းတာဖြစ်ပြီးတော့တော်လိုင်းအဖွဲ့တွေကနေဖြူရကိုဝင်တိုက်တဲ့အချိန်မှာမြင်ရအောင်တော်ရီကိုကြိုရှင်းတဲ့သဘောဖြစ်နိုင်တယ်လို့မြိုင်ချေဆိုင်ဗီတာပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ခံကိုဗီတာကလည်း DVB ကိုပြောပါတယ်။ ကနေချင်းရွာဟာပြူစောတိအင်အားကောင်းတဲ့အတွက်ဒေသခံပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကစားနေရိတ်ခါတွေတည်ဆောင်တဲ့လမ်းအလုံးကိုပိတ်ဆို့ထားတာနှိချီကြမြင့်နေပြီဖြစ်တယ်လို့သိရပါတယ်ရှင်။ရခိုင်ပြည်နယ်တောင်ကုန်းမြို့မှာမတ်လ18ရက်မနက်ပိုင်းကစစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့စစ်ကြံမိုင်းနင်းမိပြီးမြို့သမီးတယောက်အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကလည်းသိရပါဗျ။ကမ္ဘာရက်ကွက်ကအသက်34နှစ်အရွယ်ဒေါ်တင်တင်ဦးဟာ နေချဝင်းတွင်းမှာတန်ရှင်းလုံနေတဲ့အချိန်စစ်ကောင်စီတပ်ကထောင်ထားခဲ့တဲ့မိုင်းပေါက်ကွဲခဲ့ပြီးတော့ဘေဘက်ပါမှာအပြင်းထန်တန်းရရှိခဲ့တဲ့အတွက်စေဝါကုသမှုခံယူနေရတယ်လို့ဆိုပါတယ်တောင်ကုန်းမြို့ကံပိုင်ရက်ကွက်ကနေတဲ့အိမ်မှာမက်လာ18ရက်မနက်7:00နာရီကျော်လောက်ကစစ်ကောင်စီတပ်ကထောင်ထားခဲ့တဲ့စစ်ကြံမိုင်းတလုံးပောက်ကွဲခဲ့ပြီးမြို့သမီးတယောက်အပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးတော့နေအဆောက်အဦတွေထိခိုက်ပျက်စီးခဲ့တယ်လို့တောင်ကုန်းမြို့ကံတယောက်က DVB ကိုပြောပါတယ် တန်ကုန်းမြို့မှာမတ်လ17ရက်နေ့လယ်ပိုင်းကလည်းစစ်ကောင်စီတပ်ကထောင်ထားခဲ့တဲ့စစ်ကြံပိုင်းနင်းမိခဲ့ပြီးပြည်သူတရအပြင်းထန်တရားရရှိခဲ့သေးတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ရခိုင်ပြည်နယ်အတွင်းမှာဖေဖော်ဝါရီလ၁လအတွင်းစစ်ကောင်စီတပ်ကထောင်ထားခဲ့တဲ့မြေမြုပ်မိုင်းနဲ့စစ်ကြံလက်နက်ပောက်ကွဲမှုကြောင့်အရသာပြည်သူ၈ယောက်ထပ်မံနေသေဆုံးပြီးတော့၂၀ထပ်မံနေဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗျရှင်။ မန္တလေးတိုင်းမိုးကုတ်မြို့ကလုပ်ငန်းရှင်တွေအနေနဲ့အခုမတ်လကုန်တဲ့အထိလုပ်ငန်းလိုင်စင်တွေရှောက်ထားဖို့တီအန်အေကအမိန့်တရက်ထုတ်ပြန်ထားပါတယ်။မိုးကုတ်မြို့ကသဘာဝတည်ရန်စာဒဒူးဖော်တဲ့လုပ်ငန်းရှင်တွေကုန်သွယ်ရေးလုပ်ငန်းနဲ့တခြားသောလုပ်ငန်းတွေလောက်ကန်ဆောင်ရွက်နေတဲ့လုပ်ငန်းရှင်တွေအနေနဲ့အခုမတ်လကုန်အထိလုပ်ငန်းလိုင်စင်တွေရှောက်ထားဖို့တီအန်အေရဲ့စီးပွားရေးဌာနမှဗိုလ်ချုပ်တာလန်ကျော်များကမတ်လ23ရက်ရက်စွဲနဲ့အမိန့်ထုတ်ပြန်ထားတာပါ။လက်ရှိမှာတည်ရန်စာဒဒူးဖော်တဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးအသေးစားလုပ်ငန်းတွေကိုဒါခွင့်ပြုထားပြီး အကြီးစားလုပ်ငန်းတွေကိုတော့မူဝါဒရေးဆွဲနေစေဖြစ်တဲ့အတွက်ခွင့်မပြုသေးဘူးလို့ TNL သတင်းနဲ့ပြန်ကြားတဲ့တာဝန်ခံလွေးရီဦးက DVB ကိုပြောပါတယ်။ TNL ကထုတ်ပြန်ထားတဲ့လုပ်ငန်းလိုင်စင်ကိစ္စကိုပြန်လည်ရုပ်သိမ်းပေးဖို့မိုးကုံမြို့အုပ်ချုပ်ရေးကော်မတီယုံကပြီးခဲ့တဲ့မတ်လ၄ရက်မှာမိုးကုံမြို့က PSLF TNL ရဲ့မိုးကုတ်ခရိုင်မှုယုံကိုအကြောင်းကြားခဲ့ပြီးတဲ့နောက် TNL ကအခုလိုမေးထုတ်ပြန်လာတာပဲဖြစ်ပါရဲ့ရှင်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိနေကြတဲ့တန်းနဲ့ချီတဲ့ရိုဟင်ဂျာဒုက္ခသည်တွေနေရပြန်နိုင်ရေးအပါအဝင်ရခိုင်ပြည်နယ်ကရိုဟင်ဂျာတွေအတွက်လည်းအေးအေးနဲ့ဆွေးနွေးရလိမ့်မယ်လို့ကုလသမဂ္ဂအထွေထွေအတွင်းမှုချုပ်ကသတင်းတောက်တွေကိုပြောကြားလိုက်ပါတယ်။ရခိုင်ပြည်နယ်ကရိုဟင်ဂျာတွေရဲ့အခွင့်အရေးကိုအပြည့်အဝလေးစားဖို့အတွက်တရားစံတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့အတွက်အေးအေးနဲ့ထိတွေ့ပြောဆိုဖို့လိုတယ်လို့ကုလသမဂ္ဂအထွေထွေအတွင်းမှုချုပ်အန်တိုနီယိုဂူတာရက်စ်ကမတ်လ15ရက်ကဘင်္ဂလားဒေ့ရှ်ခီးစဉ်အတွင်ပြောဆိုခဲ့တာပါ။ ဒါပြင်မြန်မာနိုင်ငံအတွက်လိုအပ်တဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေအရှိန်တိုးမြင့်လုပ်ကိုင်ဖို့လိုအပ်ပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကတဆင့်ကူညီခွင့်ရရှိဖို့ကိုလည်းမစ္စတာကူဒါရက်စ်ကပြောကြားခဲ့ပါတယ်။ကုလသမဂ္ဂအထွေထွေအတွင်းမှုချုပ်ဟာဘင်္ဂလားဒေ့ရှ်ခီးစဉ်ကိုမတ်လ23ရက်ကနေမတ်လ16ရက်အထိ၄ရက်တာတွားရောက်ခဲ့တာဖြစ်ပြီးရိုဟင်ဂျာပြဿနာတွေကိုဖြေရှင်းရမှာအာရခတတ်တော်ရဲ့အခန်းကဏ္ဍကိုပထမဆုံးအကြိမ်ထည့်သွင်းပြောကြားလာတာလည်းဖြစ်ပါရဲ့ရှင်။ အေရီတိုင်းပသိမ်မြို့မြို့မရဲစခန်းအတွင်းကိုမြို့သားတယောက်ကကကြေးနှစ်လက်ကင်ဆောင်ပြီးတော့ဝင်ရောက်တိုက်ခိုက်မှုကြောင့်ရဲစခန်းမှုကြော်စီလက်အပါဝင်ရဲလေးယောက်ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ရဲစခန်းနဲ့နီးစပ်သူတွေကနေသိရပါဗျ။မတ်လ16ရက်မနက်6နာရီလောက်မှာပသိမ်မြို့မြို့မရဲစခန်းအတွင်းကိုတက်လက်ပိုင်းအွေမြို့သားတယောက်ကကကြေးနှစ်လက်ကင်ဆောင်ပြီးတော့ရဲစခန်းဝင်းအတွင်းကိုဝင်ရောက်ပြီးတော့စခန်းထဲမှာရှိနေရဲတွေကိုတိုက်ခိုက်ခဲ့ရလို့ဆိုပါတယ်။ တိုက်ခိုက်မှုအတွင်ရဲစခန်းမှုကြော်စီလက်ဒူရဲအုပ်နဲ့ရဲတပ်သား၂ယောက်တို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့စစ်ကောင်စီတပ်သားတွေကတိုက်ခိုက်သူအမျိုးသားကိုတနက်နေ့ပြစ်ခတ်ဖမ်းဆီးထားတယ်လို့ဆိုပါတယ်တိုက်ခိုက်တဲ့သူကဘယ်သူဆိုတာနဲ့ဘာကြောင့်တိုက်ခိုက်တယ်ဆိုတာကိုမသိရှိရသေးပဲကကြီးနဲ့တိုက်ခိုက်တဲ့အတွက်တနက်နေ့ပြစ်ခတ်ဖမ်းဆီးခံထားရတယ်လို့ပသိမ်ရဲစခန်းနဲ့နှီးဆက်တဲ့ဝန်ထမ်းတယောက်ကပြောပါတယ်လက်ရှိမှာရဲစခန်းအတွင်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အမျိုးသားကို စစ်ကောင်စီတပ်နဲ့ရဲတွေကဝိုင်းဝန်းပစ်ခတ်ရိုက်နှက်ထားတဲ့အတွက်ရရှိထားတဲ့တရားရုံးနဲ့တနက်တရားရုံးကြောင့်အသက်အန္တရာယ်ဆိုးရင်ရတဲ့အခြေအနေရှိနေလို့ဆိုပါရရှင်ဝမ်တွင်းမြို့နယ်အခြေဆိုင်အမှန်2029မိုင်းမော်လီကျောင်းရံကာကွယ်ရေးတပ်ကတက်ကြတဲ့အောင်နဲ့ဆလင်းမြို့နယ်အခြေဆိုင်ခလာယ253တပ်ရင်းကတပ်သားသစ်2ယောက်ထွာလက်နက်ခဲတွေနဲ့အတူပူးအောင်ရောက်လာတယ်လို့တဒဝူပကဖကမက်လ18ရက်မှာထုတ်ပြန်လိုက်ပါတယ်။ ်လေကြောင်းရံကာကွယ်တပ်ကတက်ကြအောင်မိုးဟာလက်နက်တွေနဲ့အတူအလင်းဝင်ရောက်လာခဲ့တဲ့အတွက်ကျန်း၂၅သိန်းချီးမြှင့်ထားတယ်လို့ဆိုပါတယ်။ခလာရ253တရင်ကစစ်မှုထမ်းတပ်သားတစ်တွေဖြစ်ကြတဲ့ကျော်အောင်နဲ့ဗျာကြီးတို့ကတော့ကိုလွတ်ယုံထွက်ပြေးပြီးလက်နက်တွေပါမလာနိုင်တဲ့အတွက်ကျန်းငွေ၂သိန်းခွဲစီချီးမြှင့်ထားတယ်လို့သိရပါတယ်။အခုချီးမြှင့်ငွေဟာတတဦးပကဖကတက်နိုင်သလောက်ချီးမြှင့်ထားတာဖြစ်ပြီးအထက်ဖွဲ့စည်းတွေကနေလဲစုချင်းငွေတွေထပ်မံချီးမြှင့်ပေးဖို့ဆောင်ရွက်နေကြပြီးတော့ တုံယုံလုံကိုလွတ်မြောက်နေပြီတခုတည်းကိုပို့ဆောင်ထားတယ်လို့တရဦးပကဖရတာဝန်ခံကိုပကျန်းက DVB ကိုပြောပါရရှင်။